ရှင်စကားကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗမင်းနိုင်ငံရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဟုတ်ရှင်စကားမှာပြောပေးမယ့်နေရာရေတရာကတော့ကျွန်တော်တို့အကျွေးပြန်ရစေမဲ့ရေတရာကောင်းလေးတစ်ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ် ရှင်စကားကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗာမင်းနိုင်ငံရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အခုရှင်စကားမှာပြောပြမိတဲ့ဂျေဒီယာကတော့ကျွန်တော်တို့အကျွေးပြန်ရစေမဲ့ဂျေဒီယာကောင်းလေးတစ်ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွေးပြန်ရဖို့အတွက်ကျွန်တော်ဘလူတက်ရပြီးတောင်းမလဲဆိုတော့ဂျေဒီယာကောင်းတစ်ခုကိုရှင်စကားကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးပြောပြပေးတော့ပါမယ်အဲ့တော့ကိုကကျွေးရဖို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုကကျွေးမပေးလို့ပဲဖြစ်ဖြစ်ပေါ့ကျွေးတောင်းလာခန့်နေလို့ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ ကိုယ့်ရဲ့ဘယ်ဘက်လက်ဝါးမှာကျွန်တော်ကျွေးရမယ့်လူရဲ့နာမည်ကိုရေးမယ်ပေါ့ကိုကျွေးပြရမယ့်လူပေါ့နော်ကျွေးတောင်းလို့မရတဲ့လူပေါ့အဲ့လူရဲ့နာမည်ကိုကိုယ့်ရဲ့ဘယ်ဘက်လက်ဝါးမှာရေးမယ်မမောင်ပြူဆိုမောင်ပြူပေါ့နော်မောင်နီဆိုရင်မောင်နီပေါ့ဘယ်နှယောက်ဖြစ်ဖြစ်ပေါ့ကျွန်တော်ရေးမယ်အဲ့တော့ရေးတဲ့အခါမှာလည်းကျွန်တော်တို့ဘာဘော့ပင်နဲ့ပဲဖြစ်ဖြစ်ဘာဆော့ပင်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ထင်ပြီးရောကျွေးရမယ့်လူကိုယ့်ဘယ်ဘက်လက်ဝါးမှာရေးမယ်ရေးပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဓာန်ခွန်ညော့ရဲ့အုံးတညော့ရဲ့အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုကျွေးခုနကရေးထားတဲ့နာမည်ပေါ့ကျွန်တော်ရိုက်မှာတက်ရိုက်ပြီးတောင်းမှာပေါ့နော် ဲ့တော့ဓာတ်ခွန်နဲ့ညွန်အုံးညွန်နဲ့ကျွန်တော်အဲ့နှစ်ခုနဲ့ပေါင်းပြီးကျွန်တော်တို့ရိုက်မယ်အဲ့တော့ရိုက်တဲ့အခါမှာနင်းနဲ့အဆင်ပြေပါသေးငါအကျွေးတွေပြန်ပြီးဒါမှမဟုတ်နင်းနဲ့အဆင်ပြေပါသေးငါငွေတွေလည်းပြန်ပြီးဆိုပြီးကျွန်တော်ရိုက်မယ်အဲ့တော့တစ်ခါပြောမယ်ကျွန်တော်တစ်ချက်ရိုက်မယ်အဲ့တော့ရိုက်တဲ့အခါမှာကျွန်တော်ဒီတိုင်းမရိုက်နဲ့ကျွန်တော်အသက်အောင်ပြီးရိုက်မယ်ပေါ့နော်အောက်တန်းနဲ့ရိုက်မယ်အဲ့တော့နင်းနဲ့အဆင်ပြေပါသေးငါငွေတွေလည်းပြန်ပြီးအသက်အောင်ပြီးကျွန်တော်ရိုက်မယ်အဲ့တော့ဘယ်နှချက်ရိုက်ရလဲဆိုတော့ကျွန်တော်ဘောင်း9ချက်ရိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီရေရာကိုကျွန်တော်တို့ဘယ်နေသားသမီးပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်ကျွန်တော်တိုက်ရိုက်လို့ရတယ်အဲ့ ဲ့တော့တူတခုရှိတာကျွန်တော်ရိုက်တယ်ဆိုရင်ဒီနေ့ရိုက်တယ်ဆိုရင်ဒီနေ့ဂျာလာပီနေ့ရိုက်တယ်ဆိုဂျာလာပီတောက်ကြဆန်နေကျွန်တော်၃ရက်ဆက်လုပ်ပါတယ်အဲ့တော့အိုက်ပန်းနဲ့ပဲကျွန်တော်၃ရက်ဆက်လုပ်မယ်အဲ့တော့ဒီရေတရားကိုကျွန်တော်၃ရက်ဆက်လုပ်တာလုပ်ပြီးဝင်ကျွန်တော်အိုက်ပန်းကိုကျွန်တော်တနေရာကိုကျွန်တော်သွားဆွန့်ပလိုက်လို့ရတယ်ပေါ့အဲ့တော့တခြားနေရာတွေမှာကျွန်တော်တို့ဒီတန်း9ညုံဆိုတော့ကျွန်တော်ရှားရတာခက်ကောင်းခက်မယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ဘာသုံးလို့ရလဲဆိုတော့ကျွန်တော်နှင်းစီ9ပွင့်ကိုသုံးလို့ရတယ်ဘာနှင်းစီပဲဖြစ်ဖြစ်ပေါ့နော် အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့မကြမကြခုမပေးအကျွေးမပေးတဲ့လူအဲ့တော့နေနဲ့အစ်မပြပါသေးငါ့ငွေတွေလည်းပြန်ပေးနေနဲ့အစ်မပြပါသေးငါ့အကျွေးတွေလည်းပြန်ပေးဆိုပြီးကျွန်တော်တို့တရားချင်းအပြင်မိတ်ဆွေရဲ့ငွေတွေကျွန်တော်ပြန်ရဖို့ကျွန်တော်ပြန်ပေးဖို့သူဒီတန်းနေတော့မရဘူးပေါ့နော်တရားတဲ့ဟာသူလှုပ်သွားပြီကျွန်တော်ပြန်ပေးဖို့စဉ်းစားတော့မယ်တနည်းနည်းနဲ့ကျွန်တော်ပြန်ဆက်ဖို့သူစဉ်းစားတော့မယ်လှုပ်ပြရတော့မယ်အချိန်တွေတခုကိုကျွန်တော်တို့ရောက်သွားမယ်အဲ့တော့အကျွေးပြန်ရဖို့အတွက်ကျွန်တော်ဒီတရားတဲ့ဟာလေးကိုရှင်တကောက်ကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးကိုကျွန်တော်ပြောပြခဲ့ခြင်းဖြစ်ပါတယ် 哦，其实我继续在家咯，没出去啊咯。那你跟微信咪讲嘛，签单表现佳话怎么样？<music>